ကိုစလောက်တယ်ဆိုတဲ့အတန်ကိုကြားလိုက်တာနဲ့ကို့ဘဝထဲမှာတစုံတစ်ယောက်ကိုသတိရသွားတဲ့သူတွေရှိမှဖြစ်ပါတယ်။ကို့စလောက်သွားရဲဆိုတာကတော့အဆက်အသွယ်အားလုံးကိုရှင်းပြချက်မရှိဘဲနဲ့ချက်တောက်သွားတာကိုခေါ်ပါတယ်။ကျမတို့ငငယ်တော့ဆိုရင်လူတစ်ယောက်ရဲ့အတန်ကိုကြားဖို့ဆိုရင် live ဖုန်းတွေရှိဖို့လိုအပ်တယ်။နေကောင်းလားကျမ်းမာလားသိဖို့ဆိုရင် message တွေပို့ရတယ် email တွေပို့ရတယ်။ဒီဘက်ကတည်းကလူတိုင်းဆက်သွယ်ဖို့အတွက်လက်ထက်မှာ handphone တွေရှိကြသလို့ ီလိုမျိုး media chat box တွေကနေပြီးတော့လည်းတယောက်နဲ့တယောက်နဲ့စာရေးရိုက်ပြီးတော့စကားတွေပြောလို့ရတယ်။အဆက်အသွယ်တွေမပြတ်ရှိလို့ရပါတယ်။ဒီလိုဆက်သွယ်လွယ်ကူတဲ့ခေတ်ကာလမှာရှင်းပြမှုတစ်စုံတစ်ခုမရှိဘဲနဲ့အဆက်အသွယ်အားလုံးကိုချက်တောက်သွားတဲ့အခါမှာကြံခဲ့တဲ့သူတွေအနေနဲ့နာကျင်ခံစားမှုတွေရှိပါတယ်။ ghost လုပ်တယ်ဆိုတာချစ်သူကြီးစားတွေကမကတငယ်ချင်းမိတ်ဆွေပေါင်းသင်းတွေကလည်းရှိတတ်ပါတယ်။ ghost လုပ်ခံလိုက်ရပြီဆိုရင်ကြံခဲ့တဲ့သူတွေအနေနဲ့အတွေးတွေနဲ့ခြားခြားလဲကြရပါတယ်။ ဒီပတ်သက်ဆက်နွယ်မှုမှာအမှားရင်းတစုံတရာများပြုလိုက်ပြီလို့လားဒါမှမဟုတ်လို့ရှိရင်ဒီပတ်သက်ဆက်နွယ်မှုအတွက်ကိုယ်မှာအရေးချင်းမပြည့်မီလို့လားကိုယ်ဘာအမှားလုပ်မှုလို့လဲစရတဲ့အတူတွေနဲ့ကြံခဲ့တဲ့သူတွေမှာနာကျင်ခံစားရသလိုစိတ်တကြဆင်းမှုတွေလည်းဖြစ်တတ်ပါတယ်။ထပ်မံပြီးတော့အကြောင်းပြချက်မရှိထားရခံရတဲ့သူတွေကမကောင်းတဲ့အတွေ့အကြုံတွေလည်းဝင်လာတတ်တယ်။အဲအက်ဆီဒန့်များဖြစ်သွားတာလားဒါမှမဟုတ်လို့ရှိရင်ဒီပြန်မေးများဆွဲခံလိုက်ရတာလားစသည်အားဖြင့်အဲ့လိုမျိုးပူလောင်တဲ့အတွေ့အကြုံတွေတွေးရတဲ့အတွက်ကြောင့်မို့လို့ အရင်ကုန်ခံပြီးတော့စိတ်တင်မှန်းရတယ်။အကြောင်းပြချက်မရှိဘဲနဲ့အဆက်အသွယ်ဖြတ်တောက်သွားတဲ့သူတွေရဲ့စိတ်ခံစားချက်အကြောင်းအရာတွေကိုနားလည်ခြင်းနဲ့ဆိုရင်တော့ကျွန်မနဲ့အတူဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ပါရစေ။